ပစိဖိတ်သမုတ်တရားကြီးနဲ့အတ္တလန်တိတ်သမုတ်တရားကြီးနှစ်ခုကိုဆက်သွယ်ထားပြီးပနားမတူမြောင်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့တကယ်ကိုအမိုက်စားအံ့အားသင့်စရာကောင်းတဲ့လူသားသမားရဲ့အကြီးအကျယ်ဆုံးစီမံကိန်းကြီးတွေကတစ်ခုအကြောင်းပါစာအုပ်ဒီထဲမှာဖတ်ဖို့ရုပ်ရှင်တွေထဲမှာမြင်ဘူးပဲမယ်တကယ်တမ်းသူ့အကြောင်းကိုနည်း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 သိလိုက်ရရင်အိုးမိုက်တယ်ဗျာလို့အော်မိသွားမှသိချပါပြီအဲ့တော့ကတော့ပနားမတူမြောင်ကြီးပဲဖြစ်ပါလိမ့်ဒီတူမြောင်ကြီးကပါလိမ့် ရိုးရိုးရှင်းရှင်းပြောရရင်ပစိဖိတ်သမုဒ္ဒရာကြီးနဲ့အတ္တလန္တိသမုဒ္ဒရာကြီးနှစ်ခုကြားကလမ်းတူကြီးပေါ့ဗျာမြေပုံကိုကြည့်လိုက်ရင်အမေရိကတိုက်ကြီးနှစ်ခုကိုဆက်ထားတဲ့ပနောင်းမဆိုတဲ့ဂျင်းမြောင်းနဲ့ဂုံးမြေလွာလေးကိုဖောက်ထားတာပါတင်မောကြီးတစီကအာရှကနေအမေရိကအရှိတ်ရှန်ကိုသွားမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲအရင်တော့ကဆိုရင်တောင်အမေရိကတိုက်ကြီးရဲ့အစွန်းဆုံးဖြစ်တဲ့ကိတ်ဖုံးကိုပတ်ပြီးတော့သွားရပါလိမ့်အဲ့ဒီနေရာကရာသီဥတုဆိုရပြီးလိုင်းကြီးလေထံပါလိခကြီးကလည်းရှိတယ်လာပေါင်းများစွာကြာနိုင်တယ် စိတ်ကူးကြည့်တာနဲ့ရင်ခေါင်းမူးကျင်စရာကောင်းတဲ့ခီးပါပဲအဲဒီတော့စွန်စားရတာမကြိုက်တဲ့ချိန်ကုန်တာမကြိုက်တဲ့သူတွေကစဉ်းစားကြတာပေါ့ဒီကုန်းမြေတွေကိုဖျက်ပြီးရေလန်းချောင်းလေးဖောက်လို့မရဘူးလားဆိုပြီးပါဒီကနေပဲပနမတူးမြောင်ကြီးရဲ့အိမ်မက်စားခဲ့တာပါပဲအိမ်မက်ကနေအကောင့်ထဲပို့ဖို့သွေးချွေးမျက်ရည်တွေဘလောက်ပြီးဆက်ခဲ့ရလေပထမဆုံးဒီအိမ်မက်ကိုအကောင့်ထဲပို့ဖို့ကြိုးစားခဲ့တာကပြင်သစ်တွေ1880ခုနှစ်မှာစတင်ခဲ့ကြတယ် တို့ကစူအတ်ဒူမြောင်ကြီးကိုအောင်မြင်အောင်ဖောက်ခဲကြတဲ့သူတွေဆိုတော့အတွေ့အကြုံရှိရလို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့ပနားမကစူအတ်နဲ့မတူဘူးဗျအဲ့ဒီဒေသကတဘာဝပတ်ဝန်းကျင်ကတကယ်ကိုကြမ်းတမ်းနေတိတ်သီးတဲ့ဒေါနတ်ကြီးတွေမိုးအများကြီးရွာတာတွေအရေးအကြီးဆုံးကတော့ချင်းငှက်ဖျားနဲ့ yellow fever လို့ခေါ်တဲ့အဝါရောင်အဖျားရောဂါတွေကြောင့်မလို့အလုတ်သမားထောင်ပေါင်းများစွာတည်ခဲ့ရတယ်။နောက်ဆုံးတော့ပြင်သစ်တွေစိတ်ဓာတ်ကျပြီးတော့စီမံကိန်းကိုလက်လွတ်ခဲ့ရတယ်။ကြောက်စရာကောင်းတဲ့သမိုင်းမှတ်တမ်းပေါ့။ ဒီလိုနဲ့1904ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကစီမံကိန်းကိုဆက်လက်တာဝန်ယူလိုက်တယ်။အမေရိကန်တွေကတော့သူတို့ရဲ့ဆရာဝန်တွေအင်ဂျင်နီယာတွေရဲ့ကျွမ်းကျင်မှုနဲ့ယောဂါတွေကိုထိန်းချုပ်ခဲ့တယ်။ဒါပေမဲ့တောင်တွေကိုဖျက်၊မြေကြီးတွေကိုတူးကြတဲ့အလုပ်ကတော့မလွယ်ပါဘူး။ဆယ်နှစ်ကြာရုန်းကန်ပြီးတဲ့နောက်လူပေါင်း9600ကျော်ရဲ့အသက်ကိုပေးဆက်ခဲ့ရပြီး1914ခုနှစ်ဩဂတ်လ15ရက်နေ့မှာတော့ကမ္ဘာအကြီးဆုံးအင်ဂျင်နီယာပညာရေးရဲ့အောင်မွေးခံတည်ဆောက်မှုကြီးဖြစ်တဲ့ပနမတူးမြောင်းကိုတရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါလေ။ဒီတူးမြောင်းကြီးကတော်ရုံတန်ရုံမဟုတ်ဘူးနော်။ သူကပင်လယ်ရေမျက်နှာပြင်ချင်းမတူညီတဲ့သမုတ်တရားနှစ်ခုကိုဆက်ထားတာအဲဒီတော့တင်မောကြီးတွေကတောင်ပေါ်တက်တောင်အောင်ဆင်းသလိုဖြစ်သွားအောင်ဘလို့များလုပ်တယ်လဲအဲ့တော့ကတော့ရေတကားလို့ခေါ်တဲ့ lock စနစ်ကြီးကိုအသုံးပြုထားလို့ပဲမြင်အောင်ပြောရရင်တင်မောကြီးတစည်းကလေကားထည့်အတိုင်းရေပေါ်ကနေအတက်ဆင်းလို့ရတယ်လို့ပေါ့တင်မောကရေတကားအခန်းကြီးတစ်ခုထဲကိုဝင်လာတယ်တကားပိတ်လိုက်တာနဲ့အခန်းထဲကိုရေတွေဖြည့်သွင်းတာပဲဖြစ်ဖြစ်ရေတွေကိုပြန်ထုတ်တာပဲဖြစ်ဖြစ်လုပ်တယ်ရေမျက်နှာပြင်မြင်လာရင်တင်မောတွေကလည်းတက်လာတယ်နှိမ်သွားရင်ဆင်းသွားမယ် လူကျင်တဲ့အမြင့်ရောက်ပြီဆိုတာနဲ့နောက်ထပ်အခန်းတကားတစ်ခုကိုဖွင့်ပြီးဆက်ပြီးတော့သွားတယ်။ဒီလိုပဲအစင်းစစ်ဖြတ်တန်းသွားပြီးသမုဒ္ဒရာတစ်ခုကနေနောက်တစ်ခုစီကိုရောက်သွားတာ။တင်မော်ဒစီကိုဖြတ်တန်းမှု၈နာရီကနေ10နာရီလောက်ပဲကြာတာဆိုတော့တကယ်ကိုအချိန်ကုန်သက်တာရရောက်တာပေါ့။ဒီဒူးမြောင်းကြီးကကဘာစည်းပွားရေးအတွက်အရေးပါတဲ့အသက်သွေးကြောပါပဲ။နေ့တိုင်းတင်မောပေါင်းများစွာဖြတ်တန်းနေကြတယ်။စည်ရေးရလည်းအရေးကြီးတယ်။ပနမနိုင်ငံအတွက်လည်းဝင်ငွေအများဆုံးရတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီးတစ်နှစ်ကိုဒေါ်လာဘီလီယံနဲ့ချီပြီးဝင်နေတာ ဒါပေမဲ့ပနမတူးမြောင်းမှာလည်းအခက်အခဲတွေရှိနေတယ်။ရာသီဥတုပြောင်းလဲမှုတွေကြောင့်ရေရှားပွားတာတွေဖြစ်လာပြီးဒီရေတကားတွေကလည်းပတ်ဖို့အတွက်ရေတွေအများကြီးလိုတာကိုရေတွေနေလာတော့တင်းမောဖြတ်တန်းခွေနေအရေအတွက်တွေကန့်တက်ရတာတွေရှိလာတယ်။ဒါကကဘာကုံသွဲရေကိုပါရိုက်ခတ်လာနိုင်တယ်။ပနမတူးမြောင်းဆိုတာလူသားတွေရဲ့စိတ်ဓာတ်ခွန်အားဇွဲလုံလဉာဏ်ပညာသိပ္ပံနဲ့အင်ဂျင်နီယာပညာရတုရဲ့တက်တည်ပြချက်ကြီးတစ်ခုပါပဲ။အတိတ်ကနာကျင်မှုတွေဆုံးရှုံးမှုတွေနဲ့တိဆောက်ခဲ့ရပေမယ့် ကဘာကြီးကိုပုံမနီးဆက်စေခဲ့တဲ့စီးပွားရေးကိုအရှိန်ဟုန်မြင့်တင်ပေးခဲ့တဲ့အမကန်လက်ရာတစ်ခုဖြစ်ဆက်လက်တည်ရှိနေမှာပါ။